thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးဖို့နဲ့အပြစ်ခံရစင်းကိုလေးစားသမှုရှိဖို့မြန်မာစစ်ကောင်စီကိုကုလတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆရာနာသိမ်းမှုနောက်ပိုင်းထိန်းသိမ်းခံခဲ့ရတဲ့ဒေါ်ဆန်းစုကြည်နဲ့အခြားသူတွေကိုအပြေးဝလူငယ်ချမ်းသာခွင့်ပြုဖို့ကုလသမဂ္ဂဖွဲ့ကတောင်းဆိုခဲ့ပြီးမြင်းကလင်းဘေးတင်မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုအကြိမ်တရာကျော်ကိုရှုံချလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့အပြစ်ခံရစင်းချိုးဖောက်မှုနဲ့တော်လိုင်းဖွဲ့တွေထိန်းချုပ်ထားရဒေသတွေရှိအသက်ရှင်သူတွေ တွေအတွက်လူသားချင်းစာနာမှုကိုအကူအညီပေးမှုတွေကိုပိတ်ပင်မှုကိုကုလသမဂ္ဂကတောက်ချာနေမှာဝေဖန်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကအီဘီလာနေရည်မှာအပြစ်ခတ်ရစရင်အသက်ဝင်ပြီးနောက်တိုက်ခိုက်မှုအကြိမ်၁၂၀ကျော်လုံးဆောင်ခဲ့တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာကော်မရှင်နာမင်းကြီးရုံပြောရေးဆိုခွင့်ရှိသူရာဗီနာစန်တာဆာနီကပြောပါရင်နိုဘယ်ငြိမ်းချမ်းဆုရှင်တောင်ဆန်းစုကြည်နဲ့သမရဝင်းမြင့်အပါဝင်အာနာသိမ့်မှုနောက်ပိုင်းဖန်ဆီးခံထားသူတွေကိုအပြေအဝလူငင်းချမ်းသာခွင့်ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်က၎င်းကတောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ကို၎င်းကတောင်းဆိုလိုက်ပါတယ်ရိုးရတကြံပွဲတော်နေ့နှစ်သက်ကူဟာတနင်္ဂနွေနေ့မှာစတင်မှာဖြစ်လို့အကူအညီအလိုအပ်ဆုံးသူတွေကိုကူညီပေးဖို့ကျမတို့တောင်းဆိုပါတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမရဝင်းမြင့်အပါအဝင်အာဏာသိမ်းမှုနောက်ပိုင်းဖမ်းဆီးခံထားသူတွေကိုအပြေအဝလွတ်ငင်းချမ်းသာခွင့်ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်ကိုတောင်းဆိုပါတယ်လို့သူကဆိုပါတယ်လူသားချင်းစာနာမှုအကူအညီပေးရမှုမှာဟန်တားမှုမှန်သမျှဖယ်ရှားဖို့နဲ့စစ်စင်ရေးတွေရပ်ဆိုင်ဖို့ မြန်မာစစ်တပ်ကိုတောင်းဆိုပါတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးကော်မရှင်နာမင်းကြီးဖော်ကာထက်ကထုတ်ပြန်ချက်တစ်ခုအတွင်ပြောပါတယ်လူသားချင်းစာနာမှုဆိုင်ရာလှုပ်သားတွေကိုအကူအညီလိုအပ်သူတွေထံတွားရောက်ခွင့်ပြုဖို့မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးကို၎င်းကတောင်းဆိုခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားရတဲ့မြို့တွေကိုတိုက်ခိုက်မှုတွေနဲ့မြင်းကလေးမှာအသက်ရှင်သူတွေထံအကူအညီပေးမှုအပေါ်နောက်ဆက်တာရဆိုင်ရေးတွန်းအားပေးဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးစီရင်ခံစာတင်ပြတဲ့သောမတ်အန်ထူကလုံခြုံရေးကောင်စီကိုတိုက်တွန်းခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာစစ်စင်ရေးတွေနဲ့စတိုးခဲ့တာကြောင့်ပြစ်ခတ်ရဲစင်ကြီးကြီးညာပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအခြေအနေတွေကိုတိတာစွာဆိုးလာစေခဲ့တယ်လို့၎င်းကစက်ပြောပါတယ်။မြန်မာနိုင်ငံရှိအဖွဲ့အစည်းအလုံးစစ်စင်ရေးတွေရဲ့ဆိုင်ပုတ်စစ်ကောင်စီကလူခွင့်ရေးချိုးဖောက်မှုတွေနဲ့လူသားချင်းစာနာမှုအကူအညီပေးမှုအပေါ်နောက်ဆက်တာအဆုံးသတ်ရေးတောင်းဆိုရဆုံးဖြတ်ချက်တရားကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးတကြီးစဉ်းစားသင့်ပါတယ်လို့သူကဆိုပါတယ်။ ဆက်လက်ပြီးနောက်ထပ်လက်နက်ဒူလာဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကမလ28ရက်ကလုံခတ်သွားတဲ့မြင်းကလင်းစည်းကိုတဘောင်ဝဘေးရန်နေအခြေဖြစ်မျိုးစားတော့ပဲ၎င်းတို့အာနာကိုဆက်လက်စုပ်ကင်ထားနိုင်ဖို့လက်နက်အဖြစ်အသုံးချလာတယ်လို့အေရှာတိုင်းသတင်းမှစောင်းပါရေးသားလာခဲ့ပါတယ်။နိုင်ငံတကာမှပေးလာတဲ့အထောက်ပံ့တွေကိုအဆင်ပြေချုံးမွေအောင်လုပ်ပေးရမယ်အစားအခြေအနေများဖိအိုဖျက်ဖြစ်နေမှုကိုခွင့်ကောင်းယူပြီးတော်လိုင်းဖွဲ့များထိန်းချုပ်ထားတဲ့ဒေသတွေကိုပြစ်မှတ်ထားကလူသားချင်းစာနာထောက်ထားမှုဖြစ်ပေးလာတဲ့ကူညီတွေကိုပိတ်ဆို့ပစ်ခဲ့တဲ့အပြင်လေကြောင်းမှပုံချေ တိုက်ခိုက်လာခဲ့ပါတယ်။ဒီလိုတဘာဝဘေးထုတ်ကကြီးကိုပဲ၎င်းတို့အကျိုးအတွက်ပြောင်ပြောင်တင်းတင်းအသုံးချလာနိုင်မှုကိုအာဆီယံအနေနဲ့ပြက်ပြက်သားသားတုံ့ပြန်ဖို့လိုအပ်နေပြီဆိုတာကိုမိမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။နောက်လာမှာပြုလုပ်မယ့်အာဆီယံရဲ့ထိပ်သီးအစည်းအဝေးကမြမအရေးကိုကင်တွယ်ဖြည့်ရှင်ရေးမှလွန်စွာရေးပါရင်ဆုံးဖြတ်ချက်မျိုးချမှတ်ရတော့မယ့်အဖြစ်နဲ့ရင်ဆိုင်လာရပြီဖြစ်ပါတယ်။လက်ရှိဥက္ကဋ္ဌမလေးရှားကလည်းထိရောက်တဲ့တုံ့ပြန်မှုမျိုးလောက်ခွင့်ရနေပါလိမ့်ရမလုံနိုင်လားမလုံချင်လားဆိုတာကအတိအကျမသိနိုင်ပေဖြစ်နေသေးပါ။ဝင်းကြီးချုပ်အင်ဘရာဟင်အနာဝါကလက်ရှိအကူအ ညီပေးနေမှုတွေမှာတက်ဆင့်တက်ဆိုင်သူအားလုံးပါဝင်မဲ့ဆွေးနွေးပွဲဖြင့်ငြိမ်းချမ်းစွာဖြည့်ရှင်းနိုင်ဖို့အပြေရှာရင်မရောင်းလိုင်းကို အချက်၅ချက်ကိုလက်ခံအောင်ချင်းကပ်သွားမဲ့ဖော်မြူလာကိုမင်းကြီးကချပြလာခဲ့တာဖြစ်ပါတယ်။ ၎င်း၏မြန်မာရေးအကြံပေးသမားဖြစ်တဲ့တာဆင်နဲ့ဟွန်ဆန်တို့ကမြန်မာရေးကိုဖြည့်ရှင်ရမှာဒီမိုကရေစီနဲ့လူ့ခွင့်ရေးဦးစားပေးရမယ့်အချိန်မဟုတ်လို့ပြောဆိုထားပြီးသူများလည်းဖြစ်ပါတယ်။ကျွန်တော်မြင်ရပြောရရင်အဲ့ဒီပုဂ္ဂိုလ်နောက်ကမြန်မာပြည်ကိုတုံးစားမရတဲ့လူတွေသာအုပ်ချုပ်စည်းကျင်ကြသူတွေဖြစ်ပါတယ်။ဟွန်ဆန်က2022မှာဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့စဉ်ကမင်းအောင်လိုင်ကိုအာဆီယံမှာထိပ်တည်အစည်းအဝေးတက်ရောက်ခွင့်မပေးတဲ့ကြားမှာတိုင်းရိုက်ဆက်ဆံခဲ့သူဖြစ်ပါတယ်။ဟွန်ဆန်ကကမ္ဘောဒီးယားကိုအာဏာရှင်ဖြစ်အုပ်ချုပ်ခဲ့တဲ့တမိုင်းကြောင့်နဲ့ကိုဗစ် -19 ကိုအကြောင်းပြပြီးအတိုက်ခံများဖိနှိပ်ခဲ့မှု ှုတွေရှိပါတယ်။နောက်ခံအကြောင်းတွေရှိနေတဲ့ကြားမှာအကြံပေးပြခန့်ထားတာကိုကြည့်မယ်ဆိုရင်အာဆီယံကမြန်မာရေးကိုဒီမိုကရေစီကိုဥတီမဲ့ဖြင်းရှင်းချက်မျိုးစိတ်ကူးမရှိတာကထင်ရှားပါတယ်။ဒါစင်ကလည်းထိုင်းနိုင်ငံရေးမှာအငင်းပွားစရာတွေကြံ့ရင်အောင်အုပ်ချုပ်သွားခဲ့သူဖြစ်ပြီးအာဆီယံရဲ့ဒီမိုကရေစီမျှော်မှန်းချက်ကိုစွမ်းဆောင်ပေးနိုင်မယ်သူအဖြစ်ယုံကြည်ရမယ်လူမျိုးမဟုတ်။နောက်ဦးကို အကြံပေးဖြစ်ထည့်သွင်းလာခြင်းကပဲမြန်မာရေကိုပြက်ပြက်သားသားကင်တွယ်ဖို့မရှိဘဲရေရှည်ထက်၎င်းတို့အကျိုးအတွက်လက်တလုံးအဆင်ပြေနိုင်မယ့်နည်းလမ်းမျိုးသာရည်ရွယ်ထားခြင်းဖြစ်ပါတယ်။အခုလည်းမွေးဖွားပြီးလင်ပြီးခြင်းမိတွင်တဲမှာပဲတည်ဆုံသွားတဲ့အဖြစ်မရှိတဲ့အချက်၅ချက်ကိုလည်းမြန်မာအရေးပေါ်၎င်းတို့ရဲ့ဖြည့်ရှင်ချက်ဖြစ်စောက်ကင်ထားတော့လဲအကောင့်ထည့်ပုံအောင်အတင်းကျပ်လုပ်ခြင်းမျိုးမရှိပါဘူး။လက်ရှိမှာတော့ စစ်အာဏာသိမ်းအဖွဲ့က၎င်းတို့လုံနေကြပုံစံအတိုင်းလက်ရှိအကြက်တဲကို၎င်းတို့လို့တလို့ကျူးကန်ချင်လဲပြီးအာဏာကိုဆက်ပြီးချုပ်ကန်ထားဖို့လုံပန်းနေကြပါတယ်။လာမယ့်ဒီဇင်ဘာလဇန်နဝါရီလမသိရသေးတဲ့ရွှေကောက်ပွဲကိုလည်းအကြောင်းပြရွှေဆိုင်အောင်မှာဖြစ်ပါတယ်။နိုင်ငံတကာကလည်း၎င်းတို့ရဲ့မတရားလုပ်ရက်တွေကိုအရေးယူဖို့တုံ့နှိမ့်နေကြပြီးအာဆီယံကိုသာပုံချထားပါတယ်။အာဆီယံကဒေသရင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုတာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်မှာမဆက်ဆိုင်သလိုနေလာကြပါတယ်။လက်ရှိဥက္ကဋ္ဌဖြစ်လာတဲ့မလေးရှားကဒီလိုပြက်ကွက်လာမှုတွေကိုလမ်းမှန်ရအောင်တက်မှတ်ပြီးနိုင် ်မဲ့လွန်စွာအရေးပါတဲ့အခွင့်အလမ်းရရှိလာပြီဖြစ်ပါတယ်။လက်တလုံးမှာအာနာသိန်းဖွဲ့ကိုအကူအညီတွေကို၎င်းတို့အကျိုးအတွက်ကျိုးကန်ချေလည်နိုင်ခြင်းမရှိစေဖို့နဲ့တော်လိုင်းတက်များလက်အောက်ရှိဒေသတွေပါမကြမ်းငလင်ပေးတဲ့ဒေသတွေအလုံးကိုရောက်ရှိဖို့လှုံ့ဆော်တင်ပါတယ်။ဒီလိုလုံနိုင်ဖို့စစ်တပ်ကိုပေးဖယ်ပြီးပြည်တွင်းပြည်ပအန်ဂျီအိုဖွဲ့များနဲ့တိုက်ရိုက်ထိတွေ့ပြီးလှုံ့ဆော်သွားမှာဖြစ်တယ်လို့យေတာထားပါတယ်။ဒီလိုမဟုတ်ကဘသူမများပဲအကူအညီပေးနေစေကမလို့အနေသူတွေထံဘလို့မှရောက်နိုင်စရာမရှိလို့မိမိအနေနဲ့ယူဆမိပါတယ်။အခုကကုလထူတန်တမန်ရောက်ရှိလာချိန်မှာပဲဇ ကိုင်းတိုင်ဝန်းသူမျိုးနဲ့တွင်ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးနဲ့ကလေးတငယ်များပါဝင်လူ30ခန့်သေဆုံးသွားပြီဆိုတဲ့သတင်းဆိုကြီးထွက်ပေါ်နေတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ရှိစကြူတာကောင်ရွာမမှာစစ်တပ်ကအသက်65နှစ်အရွယ်ဦးချစ်မောင်ကိုကောင်းဖြတ်တပ်ပြီးငုတ်တိုင်းမှာဦးချစ်မောင်ရဲ့ကောင်းကိုစိုက်ထုတ်ခိုင်းကစစ်တပ်ရဲ့တပ်ဖြတ်ခံရသူပြည်သူ16ဦးထိရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရှိစကြူမြို့နယ်တာကောင်ရွာမရွာမအကြမ်းဖက်စစ်တပ်ကပြည်သူတအုပ်ကိုကောင်းဖြတ်တပ်ပြီးကောင်းကိုငုတ်တိုင်းမှာစိုက်ထားခဲ့ပြီးပြည်သူချောင်းရဲ့ရုပ်လောင်းများထပ်မံတွေ့ရှိရတဲ့အတွက်စစ်တပ်ရဲ့တပ်ဖြတ်မှုခံရတဲ့ပြည်သူ16ဦးထိရှိလာကြောင်းရှိစကြူတောင်းရှင် Info Committee ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ ်မလ9ရက်နေ့မှာစနေရက်နေ့ဒီရေစကြုံမြို့နယ်တာကောင်းရွာမှဂျင်းရွာကိုအကြံဖတ်စစ်တပ်ကစစ်ကြောင်းထုံဝင်ရောက်စီးနင်းခဲ့ကြောင်းစစ်ကြောင်းထွက်ခွာသွားပြီးရဲ့နောက်ပြည်သူတွေကဂျင်းရွာအတွင်းပြန်လည်ဝင်ရောက်ချိန်မှာအကြံဖတ်စစ်ကောင်စီစစ်သားများနှိမ်ဆက်မိရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူ18ဦးရှုံးလောင်းနေကိုတပြေးပြေးတွေ့ရှိလာရကြောင်းသိရပါတယ်အကြံဖတ်စစ်ကောင်စီတပ်သားတွေကတာကောင်းလေးရွာမှာအသက်65နှစ်အရွယ်ဦးချင်မောင်ကိုကောင်းဖြတ်တတ်ပြီးမိရှို့ထားတဲ့ဦးကောင်ကိုငုတ်တိုင်တစ်ခုပေါ်မှာတင်ထားခဲ့ကြောင်းတာကောင်းရွာမှာအသက်42နှစ်အရွယ် ွင်ဦးတန်းမင်းလိုင်ကိုလည်းနှိပ်စက်တက်ဖြတ်ပြီးရုပ်လောင်းကိုမြေမြုပ်ခဲ့ကြောင်းသိရပါဗျ။ဒါအပြင်စစ်ကြောင်းကျေးရွာအတွင်းဝင်ရောက်လာစဉ်မှာတင်းရှောင်နိုင်ခြင်းမရှိဘဲနေအိမ်မှာကျန်ရခဲ့တဲ့တာကောင်ရွာမမအသက်62နှစ်အရွယ်ဦးအောင်နဲ့အသက်80အရွယ်ဒေါ်စန်းဝေလိုကိုလည်းမိရှုတက်ဖြတ်ခဲ့ကြောင်းအကြံဖက်စစ်ကောင်စီတပ်သားများဖမ်းဆီးလာတဲ့အမည်မသိပြည်သူနှောက်ဦးရဲ့ရုပ်လောင်းတွေကိုလည်းတွေ့ရှိခဲ့ရကြောင်းသိရပါဗျ။လောလောဆယ်ရုပ်လောင်းတွေ့ပြီးအတီးပြူနိုင်တာ15ဦးရှိပါတယ်။နှောက်ဦးကတော့ဘယ်သူဘယ်ဝါဆိုတာအတီးမပြူနိုင်သေးဘူးစုစုပေါင်းတက်ဖြတ်ခံရသူ ခွန်နှံရှိသွားပါပြီစစ်ကောင်စီတပ်သားတွေရဲ့လုံရက်ကိုပြောစရာစကားလုံးရှာမရတော့ဘူးရက်ဆက်ရှုံမလုံးပါတယ်လူစိတ်ကိုပြောင်းနေကြတာရွာသူရွာသားတွေကလေးတငယ်တွေကုရခင်ရမယ်ဖြစ်ပြီးတုံလုံးခြောက်ချားနေကြတာမမြင်ရစရာပါပဲလို့ရေစကြိုတောင်းရှိ Infro Committee ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတာကောင်ရွာမှာတက်ဆွဲနေထိုင်စဉ်တွင်တွင်ရှင်ပြည်သူပိုင်းရွှေငွေပါဝင်တံခိုးကြီးပစ္စည်းများကိုလည်းဝင်နောက်ယူဆောင်သွားပြီးအိမ်မွေးတွိဆက်များကိုလည်းတပ်ဖြတ်ချက်ပြုတ်ဆတ်တော့သွားကြောင်းဒါအပြင်အစာရေစာပြတ်ပြီးခိုင်းနှွားများပြားနဲ့တည်ဆုံခဲ့ကြောင်းသိရပါတယ်။အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမြေစုံတော်ရွာမှာဝင်ရောက်တက်ဆွဲစဉ်ကကျေးရွာနေပြည်သူ အသက်80ကျော်အရွယ်ဦးဟန်တင်အသက်60နှစ်အရွယ်ဦးတင်းမြင့်အသက်88နှစ်အရွယ်ဦးတန်မနီအသက်60အရွယ်ဒေါ်တန်းပြည့်အသက်86နှစ်အရွယ် ွယ်ဒေါ်လာငွေအသက်69နှစ်အရွယ်ဦးကြည်ဒီအသက်69နှစ်အရွယ်ဦးအောင်မြိုင်အသက်35နှစ်အရွယ်ကိုတန်စင်အသက်40အရွယ်ကိုအောင်လင်းနိုင်နဲ့မလကာချံရွာမှာအသက်80အရွယ်ဦးညွန့်ဝင်းအသက်50အရွယ်ဦးစန်းဝင်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။ဇလက်ပြီးရန်ကုန်မှာဘီရက်ဆိုင်ကယ်တွေကိုဖမ်းဆီးပြီးစစ်တပ်အတွက်သတင်းပေးလုပ်ဖို့နဲ့စစ်မှုထမ်းတပ်သားစုဆောင်ပေးဖို့ဖိအားပေးချိန်ချောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတွင်မှာဘီရက်ဆိုင်ကယ်တွေကိုဖမ်းဆီးပြီးစစ်တပ်အတွက်သတင်းပေးဖို့နဲ့စစ်မှုထမ်းတပ်သားစုဆောင်ပေး ကိုဖိအားပေးချိန်ချမှုတွေဖြစ်ပွားနေကြောင်းဘီရက်ဆိုင်ကမောင်းနေသူတချို့ကပြောကြားခဲ့ပါတယ်။မနေ့ကမလ23ရက်နေ့မနက်9:00နာရီကတင်ငန်းကျုံမြို့နယ်ဖိအားလမ်းမှတ်တိုင်းနဲ့စပူရိတ်လမ်းမှာအရက်ဝက်လက်နက်ကိုင်းပြူစော်တီတွေကပြည်သူများကိုဘီရက်ဆိုင်ကတွေကိုဖမ်းဆီးပြီးငွေညစ်ခါငွေကြေးမပေးနိုင်ပါကဆိုင်ကကိုတင်းယူသွားကြောင်းဆိုင်ကတင်းယူခံရသူတွေကိုစစ်တပ်နဲ့ရဲတွေကသတင်းပေးလုပေးဖို့နဲ့စစ်မှုထမ်းတပ်သားစုဆောင်ပေးမယ်ဆိုရင်ဆိုင်ကများပြန်ပေးမယ်လို့တင်သွင်းစီယုံကြောင်းသိရပါတယ်။တင်ငန်းကျုံဖိအားလမ်းမှတ်တိုင်းနဲ့စပူဒိတ်လမ်းထိန်နာလူမ မိုက်ဘလူကတ်တီနဲ့စေးမင်ကြောင့်တွေထိုးထားတဲ့ပြူခွေးဆဲကပါတဲ့အဖွဲကဘီရက်ဆိုင်ကယ်တွေကိုဖန်စီပြီးငွေညင်နေတာဒီနယ်မြေမှာမတွေ့ဘူးတဲ့ကောင်တွေအခြားကဖြစ်ဖို့များတဲ့ငွေတောင်းမရရင်ဘင်းရက်တီကိုတင်းယူသွားတယ်လို့ပြည်သူတောင်းကပြောပါတယ်အလာဒူဒလာမျိုးနဲ့လှိုင်တာယာမျိုးနဲ့တကုံမျိုးတင်မျိုးနဲ့ရီမာစစ်တန်နဲ့ရှဲတွေကဘီရက်ဆိုင်ကယ်တွေကိုစီမံချက်နဲ့အရေးယူပြီးစစ်ကောင်စီကဖွဲ့စည်းနေတဲ့ပြည်သူလုံခြုံရေးဖွဲ့တွေမှာပါဝင်ပြီးစစ်မှုထံတသားစုဆောင်ပေးဖို့စီရင်နေကြောင်းသိရပါတယ်သူတို့နဲ့အလုံးလုံးရင်ဘီရက်ဆိုင်ကယ်ကိုဘယ်သူမှထပ်မဖမ်းတော့ဘူးအသ တိမှတ်ပြုကတ်ထုတ်ပြီးမယ်အဲ့ဒီအတွက်လုပ်ပြရမှာကလူငယ်တွေကိုစူဆောင်းပေးဖို့နဲ့ PDF လို့မတင်ကားတဲ့သူတွေတွေ့ရင်တရင်ပေးဖို့ဒါမျိုးစီယုံတာမလုပ်ရင်တော့ဘေးရဲလည်းပြန်မပေးဘူးငွေတက်နိုင်ရင်တော့ငွေနဲ့ရွှေခိုင်းတယ်လို့လိုင်တရားမျိုးနဲ့မှဘေးရဲဆိုင်ကမောင်းသူတောင်းကပြောပါတယ်စကောင်စင်ကတာဂီတာမျိုးနဲ့အတွင်းဘေးရဲဆိုင်ကမောင်းနေသူတချို့ကိုလည်းတရင်ပေးဖြစ်မွေးမြူပြီးစစ်မှုတန်းခိုင်းရမယ်လူငယ်တွေရှိတဲ့နေအိမ်တွေကိုလိုက်လံစစ်ဆေးခိုင်းခြင်းအဲစင်းနဲ့လာနေတဲ့လူငယ်တွေကိုထောက်လန်းခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရတယ်လို့တရင်မှာဖော်ပြပါရှိပါတယ်ရှင်။ thank you